မြမပြီးကနေပြီးတော့စင်အမီခွေးမျိုးဘဝနော်စင်အမီခွေးမျိုးဘဝရောက်နေတဲ့အေအေနဲ့အကျန်းဖက်သမားတွေအတွက်အေအေနဲ့အကျန်းဖက်သမားတွေအတွက်တရောင်းစားခွပြောက်ကိန်းချုပ်ပြီးလို့ပြောရမှာဖြစ်ပါတယ် အလုံးပဲမင်္ဂလာပါ။ဥမာတော့ရခိုင်တက်တော် AA ထောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရရာဒူးမှနှုတ်ထွက်တော်မူဟုယူနုပြောလိုက်သည့်အပေါ်မပူတူရဲ့သုံးသက်ချက်ကိုတင်ဆက်ပေးခြင်းပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရာကြီးအစိုးရဖွဲ့၏အကြီးအကဲမိုဟာမက်ယူနုကနိုင်ငံရေးပါတီများအနေဖြင့်ပြုပြင်ပြောင်းလဲမှုများကိုသဘောမတူပါကရာဒူးမှနှုတ်ထွက်တော်မူဟုချင်းချောက်ပြောဆိုခဲ့ကြောင်းဝီရစ်သတင်းဌာနတွင်ဖော်ပြခဲ့သည် ဘင်္ဂလားဒေ့ရှ်ပြည်သူများသည်နိုင်ငံရေးအခြေအနေတေချာရေရာမှုမရှိသည့်အချိန်တွင်ယာယီဆိုးရွားဖွဲ့၏ပြုပြင်ပြောင်းလဲမှုများကိုစိတ်မရှိနိုင်ဖြစ်နေကြောင်းယူနိုကပြောကြားခဲ့သည်။2024ခုနှစ်တွင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာဆိုးရွားကိုဖြုတ်ချခဲ့သောကျောင်းသားများဦးဆောင်သည့်စူပူအောင်ကြောမှုပြီးနောက်အသက်84နှစ်အရွယ်ငင်းချမ်းရေးနိုဘယ်ဆုရှင်ယူနိုသည်လူဦးရေ183တန်းရှိသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ယာယီဆိုးရွားဖွဲ့ကိုဦးဆောင်ခဲ့သည်။ လက်ရှိတွင်ယူနိုအနေဖြင့်နိုင်ငံရေးပါတီများ၏ထောက်ခံမှုမရရှိဘဲအလုပ်ဆက်လုပ်ရန်ခက်ခဲသည်ကို သိရှိသွားခဲ့သည်ဟုဆန္ဒပြကြောင်းသားအများစုပါဝင်ဖွဲ့စည်းထားသည့်အမျိုးသားနိုင်ငံသားပါတီနက်ကမအကြီးအကဲနာဟိအစ္စလမ်နယ်ဒဝမ်ကမေလ22ရက်နေ့တွင်ဆိုသည် ်္ဂလာပါမျိုးတွေကျွန်မမဟုတ်တော့မာဒီပါရှင်ဒီနေ့နောက်29ခုနေ့မေလ24ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာကတော့သွေးဆုံးတော့ဇင်းကြံစီမံကိန်းရက်တံပြီးဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီတော့ကိုကျွန်မပြောမယ်လို့စိတ်ကူးထားတာဆိုတော့လက်တော်ပထမဆုံးပြောရမယ့်အကြောင်းအရာတော့အရေးပေါ်ပေါ်လာတယ်အဲ့ဒါပါလဲဆိုတော့အခုမနေ့ပေါ့နော်ကျွန်မခီးတစ်ခုသွားတယ်တော့ကျွန်မတို့ရှိကဟိုတမန်တစ်ဆင့်ရှိရတယ်တမန်ပြီးလို့ရှိရင်ကားတစ်ဆင့်တစ်ဆင့်ရှိရတယ်ပေါ့နော်အဲ့ဒီတမန်ခိတ်မှာ တော့ဂျာနယ်ကျော်ဦးချင်းမောင်တို့တယောက်ကိုကျွန်မမျက်မြင်ထင်ရှားတွေ့လိုက်ရတယ်နော်။အဲကျွန်မကဂျာနယ်ကျော်ဦးချင်းမောင်တို့ဂျာနယ်ကျော်မမလေးတို့တို့စီမောင်နယ်ရဲ့ခြေသားတဲ့စာပေလေးတွေကျွန်မကသဘောကျတယ်ကျွန်မအရင်ကစာပေလေးတွေဖတ်တယ်ပေါ့နော်ကျွန်မသဘောကျရတဲ့လေးစားရတဲ့စာရေးဆန်စနီမောင်တို့ပေါ့နော်။ဂျာနယ်ကျော်ဦးချင်းမောင်ကအခါတပါမှာတဲ့သူအလုပ်ကိစ္စနဲ့နိုင်ငံတစီးပြီးအပြင်သွားတဲ့အခါမှာသူ့ရဲ့လူအိတ်ကိုခပိုင်းလိုက်တဲ့ကဗိုက်တာနဲ့ခွဲပြီးခပိုင်းလိုက်တယ်။နောက်ကနေပြီးတော့သူ့လူအိတ်ကိုခပိုင်းနိုင်နေတာသူသိတယ်။ သူတိတိနဲ့ကပိုင်းလိုက်ပါဗျို့ကပိုင်းလိုက်လို့អော်လိုက်လို့ရှိရင်အဲ့ဒီကပိုင်းလိုက်ရှက်သွားမှာစိုးလို့တနာလို့ဆိုပြီးတော့ကပိုင်းလိုက်တောင်ကိုတုတ်ပဲ့ပြီးငြိမ်နေလိုက်အဲ့ဒီကြောင့်ရဘူးသူမိမဖြစ်တယ်ဒါနဲ့ကျွန်မမလေးပေါ့နော်တင်းတင်းလေးတင်းတင်းကိုပြန်ပြောတော့သူမိမငကိုရကဒါနဲ့ကျွန်မမလေးစိတ်ဆက်တယ်လို့ဆိုတော့သူ့ယောက်ျားကိုဟိုမချစ်တယ်ငယ်ဖြစ်ပြီးပြောခဲ့တာပြောတာဆိုတာစူတာပေါ့နော်အဲ့လိုကြောင့်ရလေးဖြစ်ခဲ့ရရှိခဲ့ဆိုတော့ဒီနေ့ကျွန်မလည်းကိုတွေ့တွေ့ခဲ့တယ်ဒါနဲ့ကျွန်တော်ဥရှင်းမှောင်ကြတော့ ကပိုင်းနိုင်ပါဗျို့ကပိုင်းနိုင်လို့ online လို့ရှင်ကပိုင်းနိုင်ကရှက်သွားမှာမျိုးရှက်သွားမှာဆိုးလို့တနာလို့ရင်းရတာမျိုးမဟုတ်ပဲနဲ့ကပိုင်းနိုင်ဗျို့ကပိုင်းနိုင်လို့ online လို့ရှင်ဒါကနဲ့အဖိုးခံရမှာကြောက်လို့ရင်းရရတယ် ကပိုင်းနိုင်ပြောကပိုင်းနိုင်ကိုကိုကပိုင်းနိုင်ကတိတိတိနေပြောလိုက်လို့ရှင့်ဒါနဲ့ထိုးခိုင်းရမှာကြောက်ငြိမ်ပြီးနှုတ်ပိန်ရတယ်ဆိုတော့ရန်ကုန်မြို့ပေါ်မှာအဲ့လိုကိစ္စတွေအများကြီးများလာပါတယ်ငကိုတဲကမရှိဘူးလားမင်းရင်ရှိတယ်တိုးတော့တော်မီလောင်တော်ကြောင်လက်ခမောက်ခက်တိုးပြီးများလာပါတယ်အခုလိုခိုးဆိုးလူနိုင်တွေကနိုင်ငံတော်အစိုးရအနေနဲ့အချိန်မီနှိမ်နှင်းပေးပါဖြူရှင်းပေးပါအခြေခံလူတန်းစားရည်နော်အလုပ်တော့အလုပ်ပြန်အထူးသဖြင့်အမျိုးသမီးတွေကတော့လုံးဝမကြုံမလုံးမချုံနောက်ကျောမလုံးတဲ့ဘဝတွေရောက်နေပါတယ်အမေရိကန်အလုပ်လုံးမယ်ဆိုရင်တက်ဆိုင်ရာတက်ဆိုင်ရာနည်းနည်းရဲစခန်းတွေမှာပြုံမှုကျုံးလုံးနဲ့တို့မှာနော်တကယ်အလုပ်လုံးမယ်ဆိုလို့ရှိရင်ဇာတ်ရှိတယ်ပြုံမှုမှတ်တမ်းတွေရှိပေးတာ ာဖြစ်ပါတယ်အချိန်မီနှိမ့်နှင်းပေးပါချိန်ရှင်းပေးပါအကြံဖက်မှုတွေအကြံဖက်မှုတွေအခုလိုမျိုးလူရမှုတွေနှိမ့်စင်နဲ့များတူးသွားလာနေတဲ့ရန်ကုန်မြို့ကြီးမှာအခြေခံရန်စားတွေနဲ့နှိမ့်စင်အလုပ်သွားအလုပ်တွေအမျိုးသမီးတွေပေါ်မှာမလုံမကြုံဖြစ်နေပါတယ်ဒီကိစ္စတွေကိုနိုင်ငံတော်လူကြီးချင်းတွေဆိုရအာဏာပိုင်တွေနဲ့သိရှိပြီးတော့တော့တစ္ဆာရနေမြင်းစကန်ကရဲမှုတွေရဲစကန်မှုတွေအမေရိကန်အလုပ်လုပ်ကြဖို့ကျွန်တော်ပြောနေပါတယ်ဟုတ်ပြီပမာတော့ပြောမယ်အကြောင်းအရာကတော့သင်းစုံသောဈေးတက်စီမံကိန်းဒီသင်းစုံသောဈေးတက်စီမံကိန်းဆိုတာက မင်းရကနေပြီးတော့ရခိုင်မြောက်ပိုင်းကိုလူသားချင်းစာနာမှုကူညီတဲ့သူတို့ပေးမယ်ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံရဲ့အတရားဝင်ဆိုးရဖြစ်တဲ့နာဆာကအရင်ဆုံးအစိုးရကိုကြော်ပြီးတော့ ဘင်္ဂလားဒေ့ကနေတစ်စင်ရခိုင်ကိုတိုက်ရပေးပုံနဲ့အစီအစဉ်နော်နောက်ဆုံးကရေဆောင်ဆိုရတဲ့ရဝဲဖြစ်တယ်မှုကိုတို့ကထိန်းချမ်းပြီးအစိုးရကိုပေးဖယ်ပြီးရောဘင်္ဂလားဒေ့ကနေရခိုင်ကိုတိုက်ရအတူလူသားချင်းစာနာမှုထောက်ထားအခုညီပေးရမယ်ဆိုတဲ့ကိစ္စပေါ့နော်ဒီကိစ္စပေါ်မှာလက်ရှိမှာဘင်္ဂလားဒေ့နိုင်ငံရဲ့စစ်ဦးစီးချုပ်ကနေပြီးတော့တော့တို့အာဘင်္ဂလားဒေ့တပ်မတော်အနေနဲ့ကတို့နိုင်ငံရဲ့အထုတ်ချအနာကိုထိပါမယ်ကိစ္စမျိုးအတူလက်မခံဘူးပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးတို့ဘင်္ဂလားဒေ့ကိုဖျက်ပြီးတော့ရခိုင်ကိုတိုက်ရဒီလိုမျိုးအခုညီပေးဖို့ချင်းဟာတွေးစောတော့စဉ်ကြံစီမံကိန်းဖြစ်လို့လက်မခံဘူးလို့တရားဝင်ပြောဆိုလိုက်ပြီးလို့ကနအူးကြားပြရပါတယ်ဆိုတော့ဒီတဲ့ကိုအတည်ပြုဖို့ဆိုရင်ကျမတို့နှစ်ရက်သုံးရက်လောက်ဆောင်ရပါလိမ့်မယ် နော်အာတက်ဆက်ထဲမှာလည်းလက်ရှိမှာဆိုရင်ဘင်္ဂလားဒေ့ရဲ့ယာယီဆိုရကောင်းဆောင်ယွန်းတို့ကနေပြီးဆိုရအဖွဲ့ကနေထုတ်ဆွဲမယ်ဆိုတဲ့တင်းနေလေကြားနေတာဖြစ်တဲ့အတွက်မြန်မာပြည်ကနေပြီးတော့စစ်အမိခွေးမျိုးဘဝ နော်စစ်အမှုခွင့်မြောက်ပိုင်းရောက်နေတဲ့အေအေနဲ့အကျန်းဖက်သမားတွေအတွက်အေအေနဲ့အကျန်းဖက်သမားတွေအတွက်ဒေါင်းစားခွင့်ပြောက်ကိန်းကြုံပြီးလို့ပြောရမှာဖြစ်ပါတယ်နော်နောက်ထပ်တစ်ခုကတင်းရနေသားဆောင်တဲ့အာဒန်ရိုင်ဖယ်တက်ကနေပြီးတော့နော်အိန္ဒိယမြန်မာနိုင်ငံမှာ PDS ဆယောက်ကိုဖျက်သိမ်းလိုက်တယ်ဟုတ်ဒီမှာပုံမှာတချို့ကပြောကြတယ်ဒါဟာမြန်မာနိုင်ငံရဲ့နိုင်ငံတော်အစိုးရအနေနဲ့အာဒီကိစ္စကိုဆောင်ရွက်တင်ပါတယ်လို့စသည်ဖြင့်တချို့ဟိုဘက်ကလော်ဘီတွေပြောကြတာကြတော့ဒီတို့တမှုပါကဖားတွေကအိန္ဒိယစစ်တပ်ကနေပြီးတော့ဗာနေဆက်ချန်စီကိုကာနေလို့သူတို့ကနေဆက်ချန်စီကိုမကာဘူးနိုင်ငံအတွက်သူတို့ကခံလာတတ်ခံလာပြီးအပြီးကာဝယ်လိုက်လို့အိန္ဒိယစစ်တပ်ကနေပြတ်သက်ပြီးခံရပါတယ်ဆိုပြီးတော့ ့နော်လိတ်တဘိုးကိုလိတ်ဖျောက်တဘိုးကိုလိတ်ဖျောက်လေးလိုင်းတန်လူသားသမားတွေပြောဆိုနေကြတယ်သူတို့ကအိန္ဒိယနဲ့ပတ်သက်လို့အများအတန်းကျမတို့ရှင်ထဲမှာထည့်ထားရမယ့်ကိစ္စနှစ်ခုရှိတယ်အိန္ဒိယနဲ့ပတ်သက်လို့ကျမတို့ရှင်ထဲမှာထည့်ထားရမယ့်ချက်နှစ်ချက်ရှိတယ်ပထမတစ်ချက်ကဘာလဲဆိုတော့အိန္ဒိယရဲ့နိုင်ငံအကြီးအကဲကပြောခဲ့တယ်2024 ကျွန်တော်တို့လေတဲ့စီဝေးမှာပြောခဲ့တယ်။ဘာပြောလဲ။အိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာမြန်မာစစ်တပ်နဲ့ဆက်ဆံရေးကောင်းမှုလိုလားပါတယ်။ပြောမယ်အိန္ဒိယရဲ့တရားဝင်ခေါင်းဆောင်ကတရားဝင်ကမ္ဘာမီဒီယာအသီးသီးကိုပြောကြားခဲ့တဲ့စကားရှိရင်အိန္ဒိယရဲ့အစိုးရဆက်ဆက်မရှိမိုးရီအစိုးရလည်းမဟုတ်ဘူးနော်သူတို့ပါတီမှာမူမရှိအိန္ဒိယသမ္မတဘောနော်သူတို့ပါတီမှာမူသူတို့ပါတီမှာမူရဲ့အစိုးရလက်ထက်တယ်မဟုတ်ဘူးနော်သူတို့အိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာမြန်မာတပ်မတော်နဲ့မြန်မာစစ်တပ်နဲ့ဆက်သွယ်ရေးဆက်ဆံရေးကောင်းမှုကိုသူတို့အငြင်းတဲ့ဆန္ဒရှိပါတ အဲ့ဒီစကားတခုနောက်တစ်စကားတခုကပါလဲဆိုတော့ပြီးခဲ့တဲ့နှစ်လပိုင်းလောက်ကနှစ်လပိုင်းသုံးလပိုင်းလောက်ကအိန္ဒိယနိုင်ငံရဲ့မီဇိုရမ်ပြည်နယ်ကအိန္ဒိယမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတခုရှိတယ်။နိုင်ငံသားတချို့ကတို့တို့အိန္ဒိယပြည်နယ်ကိုဖျက်ပြီးတော့နေဆက်ကနေတစ်စမြမပြည်ချင်းတောင်တန်းပေါ်မှာရှိတဲ့သဘုံလေးကိုလက်လက်ကင်တင်နေပြီးပူချပေးနေပါတယ်လို့ပြောခဲ့တဲ့စကားတခုရှိတယ်။ ဒါကျွန်တော်တို့အိန္ဒိယနဲ့ပတ်သက်ရင်အငယ်နဲ့သိထားရမယ့်အချက်လေးချက်ဖြစ်တယ်။ကျွန်တော်လက်ရှိမှာအိန္ဒိယမြန်မာနယ်စပ်ကတမူပါခါဖဆိုတဲ့အချက်တွေကိုအိန္ဒိယနယ်သားဆောင်တပ်ကပြစ်ခတ်မှုနဲ့ပတ်သက်လို့အဲ့ဒီမှာမြေပြင်တောင်ဝင်ရှိသူတမူပါခါဖအဖွဲ့ကခေါင်းဆောင်ဆိုတဲ့တောင်မှာပြောထားတယ်ဒီအရောက်လေးတရေဌာနကအင်တာဗျူးကိုကျွန်တော်ဖွင့်ပြပါမယ်။တော်တော်များများမနေ့ပိုင်းမှာတို့ဟိုလာလေးတယ်ဖြတ်ထားဖို့ကတော့အဲ့အဆရာကအဲ့ဒီဟိုမြန်မာနယ်သားတော့နော်ခဏကြာပြီးတော့မင်းအဲ့ကျွန်တော်ရေပေါ်နေတဲ့တွေ့ဆုံပြီးတော့လာရပါပြီပြောလာရပါပြောပြီးတော့အဆင်ပြေနေရပါဒီလို တော်လည်းညီချင်းနေတဲ့ဘာညာတွေပြောရတယ်ဒါပေမဲ့ညအဲ့ဆက်တော်နေကြနေလာအိမ်မှာအဲ့မှာအိမ်မှာမတွေ့ရအောင်ဆက်ဆံပါအဲ့မှာဆက်ဆံလိုက်တော့ရှိတယ်တော့ဆက်ဆံမှမရှိတော့ဘူးလေရောလာကြောက်ရတော့ကြောက်ရအနိမ့်အရာတွေမတွေ့ရဘူးဒါမတွေ့ဘူးအဲ့တော့တော့အဲ့ဒီနည်းရဲ့ဘုရားဒီနည်းရဲ့ဆံတော့မဇ္ဇကတာနည်းရဲ့ဆံတော့အဲ့နာလေးကဟိုဘောနဲ့ဘုရားတန်တာကိုတွေ့အောင်သွားပြီးတော့အဲ့ကတရမှုနဲ့ တော်တော့တော်မတွေ့ရတတ်ရပါတော့ဒီကအောင်ပါတော့ဒီကတောင်ချေတယ်ပေါ့အဲတော့တွေ့တဲ့ခါမှာဘာမှမလုပ်ရဘူးကျတော့အရင်ပြောခဲ့တာဘာမှမကြည့်ရဘူးတွေ့တွေ့ကြတကယ်တည်းငါတို့တနေ့နဲ့ပြည်တယ်အဲငါတို့ကငါတို့ကလည်းပြန်ပြည့်တဲ့ခါကျအကုန်ပြေကုန်တယ်အလောင်းဆယ်လောင်းရရင်အဲ့လိုပြောအဲ့လိုပြောခဲ့ရမှာကိုယ်ကဘာမှမပြောရဘူးတော့အရင်အဲ့လိုစတယ်အဲ့ကိုကလည်းမြေနဲ့ခါကြတော့ယူမှန်းချင်တယ်ပေါ့အဲ့နိအတူတူပဲခန်းထားရတယ်ချင်ပေါ့အာမဖြစ်နိုင်ဘူးပေါ့ ဲ့မထင်တဲ့လည်းပြောင်းပါကျွန်တော်ဒီဟာရအဲ့ဒီနေရာဒီနေ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 ရတယ်ဒီကမာရဲ့နောက်မှာဆက်လို့နော်ဆက်သုံးရနေမနဲ့မှာအဲ့ဒီအိန္ဒိယနဲ့တားဆောင်တဲ့အာဘန်ရိုက်ဘယ်တက်ကတမူပတ်ခါပါစကန်ကိုလာပြေးခဲ့တယ်။သူတို့အချင်းချင်းစကားတွေပြောပြီးတော့ပုံမှန်လိုက်မဲ့သူတို့ပြောပြီးတော့ညနေခင်းမှာသူတို့တမူပတ်ခါပါ၁၀ရောက်အသက်ခံပြီးပြောက်သွားတယ်။နော်။နေယူနေတဲ့ကထမင်းခွန်းရဲ့မစားရတဲ့စကားပြောရင်းနဲ့အားပြက်ပြီးတော့နေထက်သွားမှတော့ဆိုရတယ်။ เนาะ online online ပေါ်ကနေဒီလိုင်းတန်လူသက်သမားတွေကဒါလက်တီလက်မောင်းတန်းပြီးတော့သူတို့ခံပြင်းနေလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောနေကြတာမြေပြင်မှာတကယ်ဖြစ်တဲ့ဟာတွေကစကားကိုဝဲ့လဲကြောင်ပဲပြောပြီးလူရင်းမရောက်ဘဲနဲ့ဝဲ့လဲကြောင်ပဲလိမ့်နေတယ်เนาะဝဲ့လဲကြောင်ပဲလိမ့်နေတယ်သူ့ရဲ့စကားမှာကသူတို့အဲ့ဒီသူတို့အသက်ခံရတဲ့ PDF တမှုပါကားဖားနေတဲ့အဲ့ဒီအိန္ဒိယအာသင် Wi-Fi တက်ကလူတွေနဲ့73ရက်နေမနဲ့မှာသူတို့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာသူတို့အနေနဲ့အချက်ဆက်ရှိနေတာ လမ်းပေါ်မှာလော်ဘီတို့တို့နဲ့ဆက်ချန်ကြီးကိုပါလို့ပြဿနာဖြစ်တာမဟုတ်ဘူးသူတို့ဈာနေမှာလက်နက်မောင်းကိုမူးယင်မောင်းကိုစေးဝါးရိတ်ခါမှောက်ကိုအများကြီးရှိနေတယ်သူတို့အချင်းချင်းကအဆက်အသွယ်ရှိနေတယ်ဝေစုမတဲ့လို့ဝေစုမတဲ့လို့စက်ခွက်လူရင်းဖြစ်တယ်တက်တာလိုက်ပေါ်မှာပြောနေတော့လော်ဘီတွေပြောနေတော့နေဆက်ချန်ကြီးကိုကလို့ချင်းများတယ်ပြဿနာမဟုတ်ဘူးဆိုတာအဲ့ဒီမှာတက်တွေပိုင်းထောက်တာရှိတယ်နောက်ဆုံးတစ်ခုကတော့အာဓမ္မဓမ္မကုန်နာရိုးထုံးစံမရှိတဲ့အကြောင်းကျမတို့လူမှုကောင်ရဲ့ပုံမှာအပြိယမန်တိုင်းတော့ရရိတ်တာကဥတ္တရိယဆိုရပုဂ္ဂိုလ်ကနော်ဥပ္ပုတ္တရိယဟန်တာပါ ူရန်တော့မဟုတ်ဟုတ်မဟုတ်ဆိုတာမဟာနာဆရာတော်တွေလာစစ်ပါလာစစ်လို့ရှိရင်အဲ့ဒီမဟာနာဆရာတော်တွေကိုတထိုင်ထဲနဲ့သောတာပန်တရားအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဟောနိုင်ပါလေဆိုပြီးတော့အာရမဝါဒီဒီအာရမဝါဒတွေဟောပြောနေတဲ့ဥတ္တရိယကိုနော်ကျွန်တော်ဆရာဦးအောင်များမဆိုးရင်စာတင်တာကလောင်နဲ့မဲမဆိုးရင်စာတင်တာရခိုင်ရဟန်းဘုရားဆိုလို့ရှိရင်ဦးအိမ်သာတိရပြုံးတာပြုံးတာပွဲရတကယ်စာတက်ပြီးတဲ့ကျန်ကကျန်ကစာပေတွေတက်မြောက်တဲ့ပြုံးတာပွဲရ ်ဆရာဦးအောင်မြင်တယ်ဦးအောင်ဆိုတော့အဲ့ရောက်ကနေပြီးတော့ဒီဥတုရရဲ့ပြောဆိုမှုတွေကအာဓမ္မလားဓမ္မလားအာဓမ္မလားဆိုတာကိုကျမတို့မင်္ဂလာဆရာတော်ကြီးရေရှင်မှာကျမတို့အော်ကျမတို့လူတွေလို့ပြောမယ်ဆိုအခုတိုင်တာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မတေးကမဟာနာကျာတော်ဤဒီကိုယ်တိုင်စီဝေးဆုံးဖြတ်တဲ့အခါမှာအရိယာမန်နိုင်တော်ရရိတ်တာဥတုရိယရဲ့ပြောဆိုမှုတွေကအာဓမ္မဝါဒဖြစ်တဲ့အတွက်ဥတုရိယအပါဝင်သူ့ရဲ့တပည့်အတော်ကတပည့်တပည့်28ဥကိုအာဓမ္မဝါဒတွေစွန့်လို့ပို့မဟာနာကျာတော်ဤဒီက ဆုံးမဩဝါဒဓမ္မဆက်နဲ့ဆုံးမဩဝါဒပေးခဲ့တယ်။သို့တော့ဥတုရိယပါဝင်28ဦးကဓမ္မဆက်ရဲ့ဆုံးမကိုမခံယူဘဲနဲ့သူတို့ရဲ့အာဓမ္မဝါဒကိုမစွန့်လွတ်နိုင်ဘူးဆိုပြီးတော့လက်မှတ်မထိုးပါဘူး။ဒါကြောင့်မို့လို့ဓမ္မဆက်နဲ့ဆုံးမတို့အရေးယူလို့မရရင်အာနာဆက်နဲ့ဆုံးမရမယ်ရှင်ဖြစ်ပါလိမ့်မယ်။နော်။ကျတော့ကအာဓမ္မဆိုတာဓမ္မကိုနိုင်ယူထုံးစံမရှိဘူးလို့ကျမတို့ ဘေးကိုရှင်းရှင်းပဲပြောရပါမယ်เนาะဒီကိစ္စဆိုလို့ရှိရင်အာပြီးခဲ့တဲ့2020နှစ်17လပိုင်း17လပိုင်းလောက်ကဆိုကျွန်မနေကူတရားရုံးမှာဒီဥတ္တရာတို့ဒီအာရမဓမ္မအာရမကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့เนาะကျွန်မတို့ဒီကိုလောင်တော်လေးကိုကျွန်မတို့မိသားစုဆရာတော်အနေနဲ့တွားရောက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မတို့ဆွေးနွေးကြတာလေးရှိတယ်ရှိတော့ဆိုလို့ရှိရင်အဲ့တော့ဆိုရင်အာ TPP မှာ လက်ကူတရားရုံးကိုလည်းဆန္ဒပြပြတဲ့မဘာသာဆရာတော်တွေနဲ့မဟုတ်သူအဖွဲ့တွေနှိထုတ်ခံလိုက်ရပါတယ်ဆိုပြီးတော့လေဖန်းတန်းစီပြီးတော့ပေါ့လေဖန်းတန်းစီပြီးတော့ဝါဒဖြန့်ခဲ့တဲ့အခိုက်အတန့်တွေရှိပါတယ်။နောက်ဆိုတော့ကအခုသူတို့အဖွဲ့ကနှိထုတ်ခံရတာမဟုတ်ဘဲနဲ့အာသမဝါဒတွေကိုဟောပြောနေတဲ့ဥတုရိယတို့အဖွဲ့နှိထုတ်ခံလိုက်ရပြီဖြစ်ပါတယ်။